အားလုံးပဲမင်္ဂလာပါ teacher J ပါကျွန်တော်တို့ English Fast and Easy Lesson 12ကိုကြည့်ရအောင်ထုံးစံတိုင်းပဲဒီ lesson ထဲမှာလဲ phrases 6ခုပါမယ်လေ့လာစရာဆိုတော့ရှေ့မှာကျွန်တော်တို့ lesson 11ထိပြီးခဲ့ပြီဆိုတော့ကျွန်တော် usage တွေ phrases တွေအားလုံးပေါင်းစုစုပေါင်း66ခုထိအောင်ရသွားပြီပေါ့နော် Okay ကြည့်ရအောင်ပထမဆုံးတွေ့ရမယ့်ဟာက take turns doing something ပေါ့နော် take turns ရာအလဲကြတယောက်တလဲစီဆိုတဲ့အဓိပ္ပာယ်နောက်ကနေကျွန်တော်တို့ ing verb နဲ့လိုက်ရတယ် ing verb เนาะ doing ဆို ing verb လာရတယ် okay example ကြည့်မယ် it's a long way တဲ့ခရီးရှည်ကြီးတဲ့ let's take turns driving ဒီမှာတွေ့ရเนาะ take turns ရဲ့နောက်မှာကျွန်တော်တို့ ing verb လိုက်တယ်ဆိုတော့ driving ပေါ့ it's a long way let's take turns driving ခရီးရရှည်ကြီးပဲတဲ့တယောက်တစ်လက်စီမောင်းရအောင်လို့ပြောတယ် okay တဲ့အဲ့တော့ဒီမှာကြည့်သူတို့နှစ်ယောက်တယောက်တစ်လက်စီမောင်းနေကြတယ် okay အဲ့တော့ example လေးဆက်ကြည့်မယ် my partner and i take turns opening the shop my partner ငါရဲ့ partner နဲ့ I ပြီးတော့ငါနဲ့ပေါ့နော် take turns opening the shop ဆိုင်ကိုအလဲကျဖွင့်ကြတယ်တယောက်ကလည်းဒီဖွင့်ကြတယ်ပေါ့နော်ဒီနေ့သူသွားဖွင့်တယ်ဆိုရင်ဒီနေ့နောက်တဲ့ရက်ကသူ့ partner သွားဖွင့်တာပေါ့အဲ့လိုသဘောမျိုးပေါ့နော် Okay နောက်တစ်ခု last year မနစ်တုန်းကတဲ့ my husband and I both worked နှစ်ယောက်လုံးငါယောက်ျားရောငါရောနှစ်ယောက်လုံးအလုပ်လုပ်ကြတယ် so we took turns cooking dinner အဲ့တော့ဒီမှာသူတို့ကမနစ်ကဆိုတော့ပြီးခဲ့ပြီပြီ past tense ဖြစ်တယ်အဲ့ဒါကြောင့်မလို့ take ကို took ပြောင်းလိုက်တယ်နော် took turns cooking dinner အဲ့တော့တယောက်တစ်လက်စီဒင်နာချက်ကြတယ်နှစ်ယောက်လုံးအလုပ်လုပ်နေတော့အမျိုးသမီးအကြီးပဲမချက်နိုင်ဘူးအမျိုးသားအကြီးပဲလည်းမချက်နိုင်ဘူးအဲ့ကြောင့်မလို့တယောက်ကလေးစီဒင်နာချက်ကြတယ်တဲ့ okay နောက်ထပ်တစ်ခု remind someone to remind ဒီမှာ remind ဆိုတာသတိပေးအောင်လို့ပြောတာနော် to ကကြတော့ဘာလုပ်ရံပေါ့ ငါ့ကိုဘာလုပ်ဖို့တတိပေးအောင်ဆိုရင်ငါ့ကိုဆိုရင်ဒီမှာမိထဲလိုက်အောင်မယ်ဒီဆမ်းမွန်းနေရာမှာโอเคเนาะအဲ့တော့ exam တွေကြည့်မယ် when we get to the hotel ငါတို့ hotel ရောက်ရင်လည်း remind me to call my mother ငါမေကိုဖုန်းခေါ်ဖို့တတိပေးအောင်နဲ့ remind ဆိုတာတတိပေးတာဟုတ်ပြီနော် remind me ဆိုတော့ငါ့ကိုတတိပေးအောင်နဲ့ to call my mother မေကိုဖုန်းခေါ်ဖို့အဲ့တော့ hotel ကရောက်ပြီရောက်တော့ကြတော့ဒီကတတိပေးတယ် call your mother oh yes thanks ကျေးဇူးပဲတဲ့โอเคเนาะ remind someone to. Okay, now the exam regime. Could you remind Sharon to order more envelopes? I think she forgot. Could you ဆိုတာကျွန်တော်ဟိုကတရားရောက်ကိုအရင်ကြီးကြီးခိုင်းခြင်းနဲ့ polite request ပေါ့နော်တောင်းဆိုခြင်းနဲ့ဆို could you ဆိုတဲ့စကားလုံးလေးနဲ့လုပ်လို့ရတယ်။ Could you remind Sharon to order more envelopes? အဲ့တော့ Sharon ကိုတဲ့သတိပေးလိုက်လို့ရမလား။ဘာလို့ခိုင်းတောင် to order order မှာဖို့ more envelopes. စာရေးတွေပို့မှာဖို့ပို့ပြီး order မှာဖို့တဲ့ Sharon ကို 3 ba la pay ပေးပါလားပေါ့နော် I think she forgot to to do သူမေ့တယ်သူမေ့သွားရင်လည်းတူတယ်တဲ့ Okay now နောက်တစ်ခု when we get to the grocery store grocery store ဆိုတာအိမ်ဆိုင်ပေါ့နော်စုံစီနှစ်ဖာဟိုလိုကျွန်တော်ကြက်ဥတို့ coffee <coughs> တို့ကောင်းချော်ရီတို့စက်ပြာတို့ဒါတွေအကုန်ရတဲ့ဆိုင်ကို grocery store လို့ခေါ်တယ် when when we when we get to the grocery store the grocery store ရောက်ရင် please remind me to buy some eggs ကျုပ်ဝယ်ဖို့ငါ့ကို3ပေးအောင်နဲ့ remind me ဆိုတော့ငါ့ကို3ပေးအောင်မလုပ်ဖို့လဲ to buy some x ကျုပ်ဝယ်ဖို့3ပေးအောင်ဟုတ်ပြီနော်အဲ့တော့ grocery store ဆိုတာပါလဲဆိုတော့ store that sell food and small household items အဲ့တော့အစားအသောက်တွေနဲ့ပြီးတော့ပါလဲအိမ်သုံးပစ္စည်းအသေးစားလေးတွေကိုရောင်းတဲ့အဆိုင်ကို grocery store လို့ခေါ်တယ် okay နောက်တစ်ခုနောက်တစ်ခုက fed up with fed up with ကညင်းငွေတာစိတ်ပြက်တာအဲ့ဒီရဲ့နောက်မှာကိုစိတ်ပြက်တဲ့အရာကိုထည့်လိုက်ရုံပဲ fed up with something ဟုတ်ပြီနော်အဲ့တော့ဒီမှာပါလေအဲမိုးတွေရွာနေတော့အပြင်ထွက်ဆော်လို့မရကြဘူးသူတို့ကကမ်းခြေမှာနေတူတယ်ကမ်းခြေသွားလို့မရဘူးအဲ့တော့ I am fed up with the rain ငါဒီမိုးတော့စိတ်ပြတ်နေပြီညှင်းငွေ့နေပြီတဲ့ဒီမှာမိုးရွာနေတော့ပါလေသူတို့အပြင်ထွက်လို့မရဘူး I am fed up with the rain မိုးကိုစိတ်ပြတ်နေပြီ fed up with ဒီအနောက်မှာကိုစိတ်ပြတ်တဲ့အရာကိုထည့်ရမယ်လို့ပြောထားတယ်โอเคနော်အဲ့တော့ exam ရေးကြည့်မယ် they are building a new house on my street သူတို့တွေလည်းငါတို့လမ်းပေါ်မှာ ain't this sound နေတယ်တဲ့ every day they hammered and saw and drill နေရင်နေတိုင်းတူတွေထုတယ်လွားလွားတွေတိုက်တယ်ပြီးတော့ဗာလဲ drill ဆိုတာ drill တွေဖောက်တယ်ကြီးနဲ့စူးညံနေရပါတော့ i am fed up with all the noise အဲ့ဒီစူးညံတဲ့နေအကုန်လုံးကစိတ်ပြက်နေပြီညင်းငွေ့နေပြီ i am fed up with all the noise all the noise ဆိုအဲ့ဒီစူးညံတဲ့နေကိုစိတ်ပြက်နေပြီဘာစူးညံတဲ့နေလဲဆိုတော့ခုနကဒီ hammering တဲ့နေ sawing တဲ့ drill တဲ့နေအဲ့ဒါတွေကိုသူစိတ်ပြက်နေပြီဗောနော် I don't like my job. ငါအလုပ်ကိုမကြိုက်ဘူးတဲ့ I'm fed up with paperwork. ဒီဒီစပွဲမှာထိုင်လို့ရတဲ့အလုပ်တွေကိုငါစိတ်ပြက်နေပြီညှိငွေ့နေပြီတဲ့ fed up with paperwork ဆိုတာစပွဲမှာပဲစာုပ်စာရွက်တွေစာတမ်းတွေနဲ့အလုပ်လုပ်ရတဲ့အလုပ်ကိုသူစိတ်ညစ်နေပြီစိတ်ပြက်နေပြီဆိုတဲ့အဓိပ္ပာယ်ညှိငွေ့နေပြီဆိုတဲ့အဓိပ္ပာယ် Okay အဲ့တော့ fed up with PB အဲ့တော့နောက်တစ်ခုက as long as as long as ဆိုတာ condition သူကဒါလုပ်ရင်ဒါဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် Okay ကြည့်အောင် dead can i go with you ဖေးတယ်ငါမင်းနဲ့ like ခဲ့လို့ရမလားတဲ့ you can come မင်း like လို့တော့ရတယ် as long as you wear this ဒီဟာဝတ်မယ်ဆိုရင်တော့မင်း like လို့ရမယ်ဒီဟာဆိုသူ life jacket ပေါ့နော်ဒါဝတ်မယ်ဆိုရင်တော့မင်း like ခဲ့လို့ရမယ် as long as you wear this you can come as long as you wear this ဒါဝတ်မယ်ဆိုရင်တော့မင်း like ခဲ့လို့ရမယ်โอเคနော်နောက်ထပ် exam ready ကြည့်မယ် we play football every sunday morning တနင်္ဂနွေမနက်တိုင်းကတော့ဘောလုံးကစားကြတယ် as long as it is not rainy မိုးမရွာဘူးဆိုရင်တော့တနင်္ဂနွေမနက်တိုင်းကတော့ဘောလုံးကစားကြတယ် okay ဒီမှာပါလဲ boss i'd like to leave at 4 o'clock today ဒီနေ့ငါ၄နာရီတဲ့ပြန်ချင်တယ်တဲ့ that's fine စင်ပြေတယ် as long as you finish the report first အဲ့တော့ဒီ report ကိုအရင်ပြီးအောင်လုပ်မယ်ဆိုရင်တော့ပြန်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ် as long as you finish the report first အဲ့တော့ report ပြီးရင်တော့မင်းပြန်လို့ရမယ် ဲ့တော့ as long as က condition ကိုပြောတာဒါလောက်ရင်တော့ဒါလုပ်လို့ရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုး okay အဲ့တော့နောက်တစ်ခုနောက်တစ်ခုက good at something good at ဆိုတာတော်တာပေါ့နော် good at something okay အဲ့တော့ he is good at သူကတော်တယ်တဲ့ဗာလဲ fishing ငါးမြတာတော်တယ်အဲ့ဒီများသောအားဖြင့်ဒီ good at ရဲ့နောက်မှာကျွန်တော်တို့ ing verb လိုက်တယ်နော် he is good at fishing သူငါးမြတာတော်တယ်နော်တဲ့ကျွမ်းတယ်နော်ပေါ့ဥပမာထားပါတော့ i am

ငါ့ကိုလက်တစ်ဖက်ပေးလို့ပြောတာမဟုတ်ဘူးမြန်မာလိုဒိုင်းရိုက်ပြန်မယ်ဆိုတော့တစ်ဖက်လောက်ဆိုတဲ့အဓိပ္ပာယ်တစ်ဖက်လောက်ဆိုတာကျွန်တော်ကအကူညီတောင်းတာပဲလေနော် Could you give me a hand with this letter? ဒီစာလေးရေးနာကူပေးပါလားငါ့ကိုလာကြည့်ပေးပါလားကူပေးပါအောင် I'm not very good at writing in English. အင်္ဂလိပ်လိုရေးတာငါသိပ်မကျွမ်းဘူးတဲ့ဒီမှာတွေ့ရနော်ဒီမှာ good at ရဲ့နောက်ကသူ ing verb လိုက်တယ်။ဟုတ်ပြီ note ကပါလေ something good at plus ing အဲ့တော့ ing verb လိုက်ပေးရတယ်ပေါ့နော်။ အဲ့တော့ give me a hand ကိုကျွန်တော်တို့ page 176မှာထပ်ပြီးတော့มาလေ့လာရမယ် okay အဲ့နောက်တစ်ခု so far so good so far so good ဆိုတာအခုထိအဆင်ပြေတယ်လို့ပြောတာ so far ဆိုတာအခုလက်ရှိလက်ရှိအချိန်ကို so far လို့ခေါ်တာเนาะအခုထိဆိုတဲ့အဓိပ္ပာယ် so far so good ဆိုတာကောင်းတယ်အဆင်ပြေတယ်လို့ပြောတာအဲ့တော့မေးတယ် how's your sand castle coming along မင်းရဲ့တဲ့ဒီရဲတိုက်စောင်းတာဗောနော်တင်းနဲ့ရဲတိုက်စောင်းတာဘလို့တော့ ਨੇ so far so good ခုထိတော့ကောင်းနေဗောနော်ခုချိန်ထိကောင်းနေပြိုလည်းမကြသေးဘူး okay နော်အဲ့တော့ဆက်ကြည့်မယ် you fixed the painter printer again you fixed the printer again ဟာ printer ကိုပြင်လိုက်ပြီလားတဲ့ how is it work how is it working အဲအလုတ်လုတ်ရလားဗောနော် so far so good အခုထိတော့ကောင်းနေတဲ့ i hope it doesn't break again ထပ်ပြီးတော့မပြတ်တော့ဘူးလို့တော့မျှော်လင့်တာပဲ so far so good ဆိုတော့အခုထိတော့ကောင်းသေးတယ် i hope it doesn't break again ထပ်ပြီးတော့မပြတ်တော့ဘူးလို့ထင်တာပဲ okay နော် how's your new job မင်းရဲ့အလုပ်အသစ်ကအခြေအနေဘယ်လိုလဲတဲ့ i've only worked there for 3 days ငါ3ရက်ပဲလောက်ရသေးတယ်တဲ့ but so far so good ခုထိတော့အခြေအနေကောင်းပါသေးတယ်တဲ့သဘောပေါက်မှာနော် okay အဲ့တော့ puzzle time grab a pencil ခဲတယ်လေးယူမယ်အဲ့တော့ across ကိုကြည့်အောင် across ဘယ်ညာက5ကားတဲ့ပါလေ I fix my car ငါကားပြင်လိုက်တယ် Is it okay now ဆင်ပြေသွားပြီလား So far ပါလေ So good ဒီ5မှာ so good ရေးလိုက် But it might break down again ထပ်ပြီးတော့ဘာဖြစ်နိုင်သေးလဲဆိုတော့ပြက်နိုင်တယ်တဲ့ So far so good အခုထိတော့အဆင်ပြေတယ်ဒါပေမဲ့ထပ်ပြီးတော့ပြက်နိုင်တယ် Okay 6ကိုကြည့်မယ် Let's cleaning the house you clean on mondays and i'll I'll clean on Thursdays. အဲ့တော့မင်းမင်းကတနင်္လာနေ့မှာတန်ရှင်းလုံးငါကကြာသပတေးနေ့ဒီမှာတန်ရှင်းရေးလုပ်မယ်တဲ့အဲ့တော့ take turns ပေါ့ let's take turns cleaning the house ဒီအိမ်ကိုအလဲကျတန်ရှင်းရေးလုပ်ကြမယ်တဲ့မင်းကတနင်္လာနေ့ဒီမှာတန်ရှင်းရေးလုပ်ငါကြာသပတေးနေ့မှာတန်ရှင်းရေးလုပ်မယ် okay down အထက်အောက်က lisa is very good at math သင်ချတော်တယ်လို့ပြောတာအဲ့တော့ဒီမှာ one က good at ကိုရေးလိုက် g o o d a t at good at she is the best in the her class သူမကပါလေအတန်းထဲမှာအတော်ဆုံးပဲနောက်တစ်ခု2သူကလေ you can borrow my book ငါစာအုပ်တွေမင်းကိုမင်းငှားလို့ရပါတယ်တဲ့ as long as you return them when you finish မင်းပြီးတဲ့အခါပြန်ပေးမယ်ဆိုရင်တော့ငါစာအုပ်တွေမင်းငှားလို့ရတယ်တဲ့အဲ့တော့ s နောက်ကနေ long as l o n g a s s as long as ဟုတ်ပြီနော်3က this summer is too hot ီနွေရာသီအရန်ပူတယ်တဲ့ every day is too every every day it's hot နေတိုင်းပူတယ်တဲ့ i'm fed up with this weather be fat u b f w h i n d h with u b f w h i t h with fed up with okay no fed up with this weather ဒီရာသီဥတုကိုတော့ညင်းငွေ့နေပြီတဲ့ please ဘာဖြစ်မလဲ joe to buy milk 3ပေးခိုင်းတာပေါ့ please remind joe to buy milk no will နွားနို့ဝယ်ဖို့ဂျိုးသတိပေးလိုက်စမှာအောင်နဲ့ Okay Joe don't forget to buy milk No will အဲနွားနို့ဝယ်ဖို့မမေ့နဲ့တဲ့ဂျိုးကြီးပေါ့နော် Please remind R E M I N D remind Okay I အဲ့တော့ lesson twelve. 12ကဒီလောက်ပါပဲ Okay နောက်ထပ် lesson thirteen. My 13မှာထပ်တွေ့ကြမယ် Thank you